ခါတုန်းကပရိတ္တတဆိုတဲ့ဗြဟ္မဏပုံနာတယောက်ရှိတဲ့သူကလဲလုံစားတယ်။ဒါပေမဲ့လေကအကျိုးမပေးတော့ပဲစီးရဲတဲ့တနေ့ကြတော့တနေ့လုံးလေထဲမှာတကုန်းကုန်းနဲ့ အလုံးလုံးပြီးမောမောနဲ့ရှိတာနဲ့ဘေကန်တင်းကတစ်ပင်လေးကိုဝင်ပြီးတမိလောက်အိတ်လိုက်ပါအောင်မယ်လို့လှဲလိုက်တာကိုလှဲလိုက်ုံရှိသေးတယ်။အနားမှာရှိတဲ့ချတောင်ပိုကြီးကငွေကြီးတကောင်ပပင်းကြီးခွက်ပြီးထွက်လာတာကိုမြင်ရတဲ့အဲ့ဒီတော့ပုံနာကြီးကတွေးမိတဲ့ဧကန်နာဒီငွေကြီးဟာလဲဆောင်နေကြီးဖြစ်မှာပဲသူ့ကိုငါတခါမှနှော့အာနုတဇွန်မုံချိုတစ်ချက်မပူဇော်မိဘူး။ ဒါကြောင့်လဲငါစီးရင်နေရာထင်မာရဲ့တခါရဲသွားပြီးမကြီးကို ပူဇော်ဖို့စီစဉ်မှဖြစ်တော့မယ်လို့တွေးမိတဲ့ဒီလိုတွေးမိပြီးချက်ချင်းပဲလဲနေရာကထတဲကိုပြန်ကြည့်ွက်တခုတည်းကိုနွားနို့တွေလောင်းခဲ့ပြီးချတောင်ကိုစီကိုသွားတာပဲရောက်တော့တောင်ကိုချေရင်မှာနွားနို့ခွက်ကိုချပြီးလဲဆောင်နဲ့ကြီးကိုခေါ်တာပေါ့။"အိုရှင်လဲဆောင်နဲ့မင်းကျွန်တော်တို့အမိုက်မဲမှု" လဲဆောင်နေကြီးဒီတောင်ပို့မှာနေရာကိုသတိမထားမိပါအခုမှတီးရလို့နွားတို့ဖြူစင်ပလဲတွင်ကိုခွက်တွင်လောင်း၍ပူဇော်ပါသည်အရှင်နဲ့မင်းတုံးဆောင်ပါလို့တုံးဆောင်ပါလို့လို့ပြောသားတဲ့အဲ့ဒီလိုပြောပြီးခြေခွက်ကိုထားခဲ့တဲ့နောက်တနေ့မိုးလင်းတော့ချတောင်ဖို့ကိုပုံနာကြီးသွားကြည့်တာပေါ့ကြည့်တော့လေ နွားနို့ခွက်ထဲမှာနွားနို့မရှိတော့ဘူးတဲ့ဒါပေမဲ့ရွှေမန်ကြီးတောင်တောင်ကိုတွေ့ရတဲ့အဲ့ဒီနေကစပြီးပုံနာကြီးဟာလေနေတိုင်းနေတိုင်းခြံထဲကနွားမကြီးကိုနုညစ်ကြီးပွက်ကြီးကိုပြောင်းအောင်တိုက်နွားနို့တွေနဲ့လဲဆောင်နဲ့ကြီးပူဇော်လုပ်နေတာပဲတဲ့ရွှေမန်ကြီးတောင်ကိုလည်းတနေ့တောင်ရနေတာပဲတဲ့အဲ့ဒီလိုနဲ့တနေ့ကျတော့ပုံနာကြီးဟာတခြားရွာကိုခီးထွက်เสียရှိလို့သူ့သားကိုနွားနို့နဲ့နှက်ပူဇော်ဖို့တာဝန်ပေးခဲ့တဲ့သားကလည်း ဖေမာရဲ့အတိုင်းညနေကျတော့နွားနိုးဖက်ကိုယူတောင်ပို့ချီရင်မှာခြအိမ်ပြန်နောက်တနေ့မိုးလင်းတော့တွားကြည့်တဲ့တွားကြည့်တော့ရွှေမန်ကြီးတောင်ကိုတွေ့ရပေါ့ဒီတော့သူစဉ်းစားတဲ့ဧကန်နာဒီတောင်ပို့ထဲမှာ ရွှေမန်ကြီးတောင်တွေအများကြီးရှိမှာပဲငွေကိုတက်ရရင်ရွှေတွေကိုငါအကုန်ရမှာပေါ့လို့လောဘထွက်ပြီးစဉ်းစားမိတဲ့စဉ်းစားမိရဲ့အတိုင်းပဲနောက်တနေ့ ညနေနွားနှုတ်ခွက်လာချတဲ့အခါမှာပုံနာသားဟာတဲကိုမပြန်ပဲတောင်ပို့ွယ်ကချောင်းနေတဲ့ငွေကြီးထွက်လာတော့ရုတ်တရက်တင်းပုတ်ကြီးနဲ့ထုလိုက်တဲ့ဒါပေမဲ့ကန်ကောင်းထောက်မလို့ငွေကြီးကိုမထိဘူးတဲ့ငွေကြီးလည်းမျက်ချောင်းချောင်းထွက်လာတာနဲ့ပပင်းကြီးထောင်နေပြီးပေါက်လိုက်တာ ပုံနာသားဟာတခါတည်းမြေပေါ်ကိုဘုံဘုံလဲပြီးတေပွဲဝင်ပါလေရောတဲ့ အဲ့ဒီအခါဆွေမျိုးသားချင်းတွေလည်းစုဝေးလာရောက်ကြပြီးပုံနာထုံးစံအတိုင်းပုံနာသားအမိုက်ကိုမိတင့်ကြိုလိုက်ကြတာပေါ့လေ။နှစ်ရက်လောက်ကြာတော့ပုံနာကြီးခီးသွားရကပြန်လာတယ်။သူ့ရဲ့သားဖြစ်တဲ့နှစ်အကြောင်းကိုကြားတော့ပုံနာကြီးဟာအများကြီးကူဆွေးဒုက္ခရောက်ရတာပေါ့လေ။ဒါပေမဲ့ဒီနေ့ကြာတော့ပုံနာဟာနွားနို့ခွက်ကြီးကိုယူပြီးချတောင်ဖို့က ဒေဆောင်နဲ့ကြီးကိုချီချူးပူဇော်ပြန်တဲ့ပုံနာကြီးကဘလို့ချီချူးပေမဲ့ငွေကြီးရုတ်တရက်ထွက်မလာဘူးအတော်ကြကြအထက်ထက်ချီချူးတော့မှငွေကြီးဟာတွင်းဝါကခေါင်းကလေးပြူပြီးပုံနာကြီးကို စကားဆိုတဲ့ဟဲပုံနာမိုက်အတင်းယခုငါထန်လာတာဟာ လောဘကတိုက်တွန်းလို့လာတာပဲတားတေတာကိုတော့သတိမရနိုင်ဘူးယနေ့ကစပြီး အတင်နဲ့ငါဟာမိတ်ဆွေခင်ပွန်းမဟုတ်တော့ဘူးဆိုတာကိုမှတ်လိုက်ပါတော့အတင်ရဲ့သားဟာငြိရသူမှုငါကိုတင်းပုတ်နဲ့ထုပြီးတက်ဖို့ရန်ကြံစီတယ်ငါလည်းအမျက်ထွက်လို့ပောက်တက်လိုက်တယ်ဒီတော့ငါကတင်းပုတ်ကြီးကိုမိနိုင်ပါမလားအတင်ကောသားဆုံးနာကိုမိနိုင်ပါမလားအဲ့ဒီလိုပြောပြောဆိုဆိုနဲ့ငွေကြီးဟာပုံသားကြီးကိုပလဲတလုံးပေးပြီးတွင်းလေးကိုဝင်သွားရောတဲ့မဝင်ခင်မှာလိုက်သေးတဲ့ပုံသားကြီးနောက်ကိုမလာနဲ့တော့ လုံမာလိုက်သေးတဲ့ပုံနာကြီးလဲဝန်းနေပလက်နဲ့မလိမ်မာတဲ့တားမိုက်ကိုချိန်ဆပြီးပြန်သွားရရှာတဲ့ပုံမြင်ရဲ့တင်ငန်းစာလေးကတာပုံနာသားဟာရွှေတွေကိုလိုချင်တဲ့လောဘစိတ်ကြောင့်ငွေကြီးကိုတတ်ဖို့ကြိုးစားခဲ့ပြီးနောက်ဆုံးမှာသူ့အတက်ကိုပါဆုံးရှုံးခဲ့ရပါတယ်။ဒါကြောင့်လောဘဟာလူကိုမှားယွင်းတဲ့လုပ်ရက်တွေ လုပ်မိစေပြီးဆိုးရွားတဲ့အကျိုးဆက်တွေကို ခံစားရစေနိုင်တယ်ဆိုတာကို ပြသနေပါတယ်။ ပုံနာကြီးဟာငွေကြီးရဲ့ကျေးဇူးကြောင့်ချမ်းသာလာပေမဲ့သူ့သားကတော့အဲ့ဒီကျေးဇူးကိုမသိပဲရယူလိုတဲ့စိတ်နဲ့မိုင်မဲတဲ့လုပ်ရက်ကို ကျူးလွန်ခဲ့ပါတယ်။ကျေးဇူးတည်တဲ့ချင်းဟာဆက်ဆံရေးကောင်းမွန်စေပြီးကောင်းကျိုးချမ်းသာကိုရရှိစေနိုင်ပါတယ်။ ပုံသားကြီးနဲ့ငွေကြီးတို့ကြားမှာတိဆောက်ထားတဲ့ယုံကြည်မှုနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးဟာရွှေမန်ကြီးတောင်တွေရရှိစေခဲ့ပါတယ်။ဒါပေမဲ့ပုံသားသားရဲ့မိုင်မဲမှုကြောင့်အဲ့ဒီယုံကြည်မှုပျက်စီးသွားခဲ့ပါတယ်။ယုံကြည်မှုဟာတန်ဖိုးထားထိန်းသိမ်းရမယ့်အရာဖြစ်ပြီးပျက်စီးသွားရင်ပြန်လည်တိဆောက်ဖို့ခက်ခဲပါတယ်။ ပုံနာကြီးဟာရရှိရဲ့ရွှေမန်ကြီးတောင်တောင်နဲ့ကျင်းတ်ခဲ့ပေမဲ့သူ့သားကတော့အားလုံးကိုလိုချင်ခဲ့ပါတယ်။ကိုယ့်ရဲ့အခြေအနေနဲ့အတိုင်းတာကိုတည်ပြီးလက်ရောညီထွေစွာကျင့်ကြံခြင်းဟာတည်ငြိမ်အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်စေနိုင်ပါတယ်။အတူချုပ်ပြောရရင်ဒီပုံပြင်လေးဟာလောဘရဲ့ဆိုးကျိုးကျေးဇူးတည်တတ်မှုရဲ့အရေးပါပုံမစင်မချင်းလှုပ်ဆောင်ခြင်းရဲ့အနေရနဲ့ယုံကြည်မှုဆက်ဆံရေးရဲ့တန်ဖိုးတွေကိုတွန်တင်ပေးတဲ့ပုံပြင်ကောင်းတစ်ပုဒ်ဖြစ်ပါတယ်။